1998ခုနှစ်နောက်ပိုင်း2026ရောက်တော့မှပြန်ပြီးတော့ကျွန်ကဘာဖလားကို ဝင်ဝင်ရရှိသွားခဲ့တဲ့ဒါစကော့လန်အလင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကျော် Scotland ကပြီးခဲ့တဲ့ညလုံးကဒိမတ်အသင်းနဲ့ဒါသူတို့ဒါအုပ်စုနောက်ဆုံးပွဲစဉ်မှာဒိမတ်ကလည်းဒီနောက်ဆုံးပွဲစဉ်မစားမကစားခင်အချိန်တုန်းကဒါ Scotland နဲ့အမှတ်တူကိုးကွာခြားချက်ရအဆင့်တင့်နေရာမှာရပ်တည်နေတယ်။နောက်ဆုံးပွဲစဉ်ကကျော် Scotland နဲ့ဒီဒိမတ်တို့ရှင်ပြိုင်ကစားသွားတဲ့အချိန်မှာကျော် Scotland ကဒိမတ်ကိုကျော်4-2ဆိုတဲ့ရလဒ်နဲ့ဒါအချိန်ပိုအတွင်းကိုနေဒါအနိုင်ရရှိခဲ့ပြီးတော့ကျော်ဒီဒီကမ္ဘာဖလားကိုတိုက်ရိုက်ဝင်ဝင်ရရှိသွားခဲ့ပြီးတော့ဒီကကလည်း1998က နေပြီးတော့အခု2026ထိဖြစ်တဲ့အတွက်ကြောင့်မလို့ကျောက်ဒီ26နှစ်အနှစ်30နီးပါးလောက်ထိဒါစကော့တလန်သင်းကကမ္ဘာဖလားဝင်ကွင်းမှာဒါဝင်ရောက်ရှင်ပြိုင်ခွင့်မရခဲ့ဘူးပေါ့ဒီခြေစစ်ပွဲအဆင့်မှာနေမဲ့ပြုတ်ကျကြံနေခဲ့တယ်အခုဒီချိန်မှာဆိုလို့ရှိရင်တော့ဒီစကော့တလန်သင်းကကျောက်ကမ္ဘာဖလားကိုတိုက်ရိုက်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်ကြောင့်မဒိမ့်မတ်အသင်းကတော့ကျောက်ဒါအဆင့်နှစ်နေရာနဲ့ပလေးအော့ထပ်ပြီးတော့ကစားမယ်ကျောက်ဟုတ်ပြီကျောက်စကော့တလန်ကသူတို့အခုလက်ရှိ group ထဲမှာဆိုလို့ရှိရင်ဒိမ့်မတ်ပါတယ်ဂရိပါတယ်ကျောက်ဘယ်လာရုဆို တဲ့ဒါ3သိန်းစုစုပေါင်းသူတို့4သိန်းပေါ့4သိန်းဒါအုပ်စုတစုထဲမှာကြာနေတယ်ဒီအုပ်စုဆိုတော့ ဒီအုပ်စုမှာဆိုလို့ရှိရင်တို့6ပွဲကစားရတယ်ပေါ့နှစ်ကြော့ကစားရတဲ့အချိန်မှာကျုပ်ဒီစကော့တလန်အသင်းနေနဲ့ဒီပွဲစဉ်တွေအားလုံးမှာကျုပ်တပွဲရှုံးတယ်ကျုပ်တပွဲတရည်နဲ့ကျန်တဲ့၄ပွဲကိုအနိုင်ရရှိထားပြီးတော့စုစုပေါင်း73မှတ်နဲ့အဆင့်1နေရာနာအဆင့်1နေရာကနေပြီးတော့ဒါကဘာဖလာကိုတိုက်ရိုက်ဝင်ဝင်ရရှိခဲ့တယ်ပေါ့ဒီအုပ်စုပွဲစဉ်မှာဆိုလို့ရှိရင်ပထမဒီဒိမန့်နဲ့ပထမကြော့တွေ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်စကော့တလန်ကဇီးဇီးနဲ့ပဲဒါတရည်တက်မှတ်ပဲရယူနိုင်ခဲ့တယ်ပြီးလို့ရှိရင်ဒုတိယပွဲစဉ်မှာဆိုလို့ရှိရင်ကျုပ်ဘယ်လာရု ကိုကျွန်တော် Z2 ဆိုရဲရလတ်နဲ့အနိုင်ရခဲ့တယ်ပေါ့ဒါကတော့သူတို့အိမ်ကွင်းမှာပြီးလို့ရှိရင်နောက်တပွဲကကျွန်တော် Greek ကိုကျွန်တော် Scotland ကသူတို့အိမ်ကွင်းမှာ3-1ဆိုရဲရလတ်နဲ့အနိုင်ရခဲ့တယ် Greek နဲ့နောက်တစ်ချိန်ပြန်တွေ့တဲ့အခါကျွန်တော်ဒုတိယအကြောကြတော့ကျွန်တော်ဒီ Scotland က Greek ကိုဒါ3-2ဆိုရဲရလတ်နဲ့ရှုံးနိုင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်နောက်ဆုံးအခုပွဲစဉ်မှာဆိုလို့ရှိရင်တော့ Denmark ကို4-2နဲ့အနိုင်ရရှိခဲ့ပြီးတော့ဒါသူတို့ဒီခြေစစ်ပွဲအောင်ခဲ့တယ်ပေါ့အခုလက်ရှိတော့ Denmark က1998နောက်ပိုင်းမှာဆိုလို့ရှိရင် ကမ္ဘာဗလာဝင်ပြိုင်ခွင့်ရခဲ့တဲ့အချိန်နေရှိတယ်ကျောင်းမှာ1984ခုနှစ်တုန်းကဆိုလို့ရှိရင်ကျောင်းဘရာဇီးနဲ့တွေ့ပြီးတော့သူတို့ဖြုတ်ချခံခဲ့ရတယ်1988မှာဆိုလို့ရှိရင်လည်းဒီစကော့တလန်အသင်းကကျောင်းနယ်သာလန်အသင်းနဲ့သူတို့ကမ္ဘာဗလာမှာဒါဖြုတ်ချကြံခဲ့ရတယ်ပြီးလို့ရှိရင်1982မှာတော့ကျောင်း Survive ဆိုတဲ့ဒါနိုင်ငံအသင်းကနေပြီးတော့ဒါသူ့နိုင်ငံအသင်းနဲ့ဒါရှင်မိုင်ကစားတဲ့အချိန်မှာကျောင်းရှုံးနိုင်ခဲ့ပြီးတော့ကျောင်းအဲ့ဒီအချိန်ဒီတဲကစကော့တလန်ကကျောင်းအဲ့ဒီကျောင်းပြောမယ်ဆိုလို့ရှိရင်ဒီ ကဘာဖလားကိုတိုက်ရိုက်ဝင်ခွင့်ရခဲ့တယ်ဆိုပေမဲ့ကဘာဖလားမှာလည်းအလောက်ထိအောင်မြင်မှုမရရှိခဲ့ဘူးကျောက်ဒီလာမဲ့2026ကဘာဖလားမှာကော Scotland အသင်းနေနဲ့ကျောက် ဘလောက်ထိလုံးပြနိုင်မလဲပေါ့စကော့တလန်ကသူတို့အသင်းမှာအဓိကအားထားနေရတဲ့ကစားသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကွင်းလေကစားသမားတော်မီနီတော်မီနီကကျော်တမ်ဘိုနာပိုလီမှာလည်းကျော်ကွင်းလေမဆော့ရဘဲနဲ့တိုက်စစ်ပိုင်းထိလိုက်ပြီးတော့ကစားနေရတာဖြစ်တဲ့ကြောင့်မလို့ဒီစကော့တလန်အသင်းမှာလည်းသူ့ကိုဒါတိုက်စစ်ပိုင်းမှာဒါကွင်းလေတိုက်စစ်အဖြစ်ထားပြီးတော့ဒါအသုံးပြနေတယ်ဒါဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဒါဒိန်းမတ်ကိုပထမဆုံးဒါအဖွင့်ဂိုးကိုပေါ့ဒါတော်မီနီကဒါတွင်ယူပေးခဲ့တယ်ကျော်ဒီစကော့တလန်မှာကတော့တော်မီနီကျော်ဘီလီဂေးမှာပြီးလို့ရှိရင် ကျုပ်ဒီရောဘတ်ဆန်တို့ဒါဒီကစားသမားတွေကတော့ဒါပရီးမီးယားလိမှာအလုံးလဲတည်ပူပီးသားယင်းနီပူပီးသားကစားသမားတွေပဲဖြစ်တဲ့တော့ကြောင့်မို့သူတို့ရဲ့ဆွမ်းဆောင်ရည်တွေကထွေထွေထူးထူးပြောစရာမလိုဘူးဒါပေမဲ့ရောဘတ်ဆန်တို့ဘာလို့ ਆ ကြတော့အခုလက်ရှိမှာကအသက်အရွယ်ရလာပြီဖြစ်တဲ့တော့ကြောင့်မို့ခြေစွမ်းအရာကြည့်မယ်ဆိုလို့ရှိရင်တော့အရင်တုန်းကတော့ မကောင်းတော့တာကတော့အမှန်ပဲဒါမဲ့စကော့တလန်ရဲ့လူငယ်တွေခြေစွမ်းကအခုလက်ရှိသူတို့ကြားရောက်နေတဲ့ group မှာဒါပြသွားတဲ့ခြေစွမ်းရကြည့်မယ်ဆိုလို့ရှိရင်လည်းမဆိုးလာတဲ့ခြေစွမ်းမှာရှိတယ်ကြောဒီဟာကစကော့တလန်ကဘယ်ဟာနဲ့ပုံစံအလားတော်တော်တူလဲဆိုတော့ကြော်နော်ဝေနဲ့တော်တော်တူတယ်နော်ဝေကလည်း1998တုန်းဒါ1998ကမ္ဘာဖလားကသူတို့အတွက်ဒါနောက်ဆုံးကမ္ဘာဖလားမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တဲ့အချိန်ပဲဒါအခုဆိုလို့ရှိရင်ဒါအနှစ်30နီးပါးလောက်ကြာတော့မှကမ္ဘာဖလားကိုပြန်ပြီးတော့ဒါတိုက်ရိုက်ဝင်ခွင့်ဒါတိုက်ရိုက် ဝင်ရောက်ရှင်ပြိုင်ခွင့်ပြန်ပြီးတော့ရရှိခဲ့တယ်ပေါ့ကျွန်တော်နော်ဝေရော စကော့တလန်ရောအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့စကော့တလန်အသင်းရောကျွန်တော်ကမ္ဘာဖလားမှာ ဘလို့အခြေအနေမျိုးထိရောက်ရှိအောင်ဆွမ်းဆောင်နိုင်မလဲကျောက်ဒီ16သင်အဆင့်နေရှုံးထွက်အဆင့်နေထိရောက်ရှိသွားမလားဒါမှမဟုတ်ပဲကျောက်ဒီအုပ်စုအဆင့်မှာပဲဒါပြုတ်ကျကြံခဲ့မလားပြိတက်ကြီးရဲ့အမြင်ကိုကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသားကြပါအောင်အဆုံးလို့ရောက်ရှိပြကြရပြိတက်တရားချင်းစီတိုင်းကိုထူပဲကြေညာရှိပါတယ်အာကစားသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျောက် MM Media ရဲ့ Facebook YouTube TikTok တို့ကို Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပြိတက်များနေနဲ့လဲ www.mmmedia.stream မှာအခမဲတိုင်းလိုက်ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းက ောင်းပိုင်းနဲ့နောက်စီစဉ်ဒီမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်တို့ဆင်တိဆက်သူကိုယ်စွဲပါ Thank you.